ုသိုလ်တွေတည်းမှာသစ္စာဗျာဟောထားတဲ့ကုသိုလ်တွေတည်းဝိလာမတုတ်တမဟောထားတဲ့ကုသိုလ်တွေရဲ့အဆင့်ဆင့်အကောင်းဆုံးကုသိုလ်လောက်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လောက်အောင်လဲလောကမှာဝိจิตနာကုန်ကြတဲ့ကုသိုလ်ဟာအကောင်းဆုံးလားဘယ်ကုသိုလ်ဟာအကောင်းဆုံးလဲဒီအယောင်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာချစ်တယ်လိုင်းခင်းတဲ့ကြောက်ရောင်းတဲ့လူနဲ့ ပရမယာကြောင့်တို့ကြောက်စိမ့်တို့ရောက်တဲ့လူတွေအတူတူလမ်းခင်းတဲ့ကြောင့်ရောက်တဲ့ပုဂ္ဂိုလ်ဟာကားကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးကြီးဟိမ့်နေအောင်ပုံထားပြီးတော့ရောင်းတာဟာလောက်မှမရအကြီးကောင်းတဲ့ပရမယာကြောင့်ကလေးတစ်လုံးဟာအိတ်ချောင်းထဲမှာတောင်းမှာအပြည့်ဖို့ထဲထားအဲ့ဒီပရမယာကြောင့်ကလေးတစ်လုံးရောင်းတာခုနကကားအစီး20 200 300တိုက်ရတဲ့ကြောက်ပုံကြီးနဲ့စားလိုက်ရင် ရဗျာကြောင့်လေးကတမုတ်ချီမှာနော်စိတ်လေးတပွင့်ကတမုတ်ချီမှာကြောက်ပုံကြီးကတမုတ်မရှိဘူးကုသိုလ်မှလည်းပဲအဲ့ဒီလိုသဘောထားနော်ဘယ်ကုသိုလ်ကအသေးစားဘယ်ကုသိုလ်ကအချီစားရလိုက်တဲ့အခါမှာအကျိုးမြတ်စွာဘုရားခြံတော်မှရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားဝေလမတုတ်တံမှာဟောတာရှိတယ်ဝိချေတနာအကုန်ချခံပြီးတော့လုတ်တဲ့ကုသိုလ်တွေထဲမှာတဲ့စတုဒ္ဓိတာတန်ဃာ အရက်လေးမျက်နှာမှာအပိတ်ပင်တားဆီးမရှိကြွလာနိုင်တဲ့တန်ဃာတွေကိုရည်ညွှန်းပြီးတော့တန်ဂိကကြောင်းအဆောက်အဦတစ်ခုဆောက်လှူတယ်။ဝေကြည်တနာအုံကြခံပြီးတော့ဆောက်လှူတဲ့ကြောင်းအလှဟာဝေကြည်တနာဂုံနဲ့အထဲမှာတော့အကောင်းဆုံးကုသိုလ်လို့ပြောတယ်။နော်ဆန်းလှူတဲ့ကုသိုလ်ရှိတယ်၊သင်္ကန်းလှူတဲ့ကုသိုလ်ရှိတယ်၊ဆေးလှူတဲ့ကုသိုလ်ရှိတယ်။တန်ဃာတွေကိုရည်ညွှန်းပြီးတော့ဆောက်လှူတဲ့ကြောင်းအလှရှိတယ်။အဲ့ထက်ပဲ စွမ်းသင်္ကန်းကျောင်းလို့ဆိုရဲကုသိုလ်တွေထဲမှာကျောင်းလူတဲ့ကုသိုလ်ဟာအကောင်းဆုံး။ဘာကြောင့်အကောင်းဆုံးလို့ပြောရသလဲဆိုတတိယတိုင်းကုသိုလ်တွေတိုးနိုင်တယ်။သာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းတယ်လို့ပြောတယ်။စွမ်းဆိုတာထမင်းအသက်9ရက်9ရက်ပဲ။ဒါတော့မှမနဲ့ကပ်ပြီးနေတယ်စား။နောက်တည့်ရက်မရှိတော့။သင်္ကန်းဆိုတာ3လလပဲ။ဆေးဆိုတာရောဂါဝေဒနာရှိမှလိုအပ်တာ။အဲ့တော့ကြံတဲ့ ဆွမ်းတင်ကဆေးတို့ဟာတခဏလေးပဲသာဝရလိုအပ်ချက်လည်းမဟုတ်ဘူး။ကျောင်းဆိုတာကြတော့အနည်း90အနည်း100ဟောလို့ဆောက်ဦးရှင်းမှာအခုပဲကြည့်ဒီတိန့်ဓမာယုံကြီးထဲမှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတာဘယ်သူကနေပြီးတော့ဆောက်ရှောက်ကားွယ်ပေးထားတော့ဆိုဒီဆောက်ဦးကြီးကကိုယ်အကျိုးပြုတာအပြစ်မဲ့မှာဆိုရင်အေးမယ်တော့မဟုတ်နေပူမယ်ဒီလိုမနေနိုင်ဘူး တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်။ဟောဆောက်ဦးတဲ့ကျတော့ပို့ပြီးတော့ချမ်းသာလေလုံးမုံးလုံးအနေထားတခုဒါဘယ်သူကအကျိုးပြုဒီเจ้าကအကျိုးပြုဆောက်ဦးကအကျိုးပြုနေတာသူတွေကိုဒါကိုဥပနိတ္တယပစ္စယောလို့ခေါ်တာနော်ဥပနိတ္တယပစ္စယောလူလူချင်းသာခြေဆုပြုတယ်လို့အမတ်တမဲ့ထင်냐ထင်ကောင်းထင်နေတယ်အဆောက်ဦးကကိုယ့်ကိုခြေဆုပြုထား ဆောက်ဦးကအခုချိန်မှကျေးဇူးပြုတာလေအေးအေးချမ်းချမ်းနေနိုင်တာဆောက်ဦးပဲကျေးဇူးထို့တူပဲအစာတို့အဝတ်တို့ကလည်းကျေးဇူးပြုတယ်အဲ့ဒါမဲ့ကျေးဇူးပြုတဲ့ထဲမှာအဆောက်ဦးရဲ့ကျေးဇူးပြုမှုက ပိုပြီးတော့ကြီးမားတယ်ဒါကြောင့်ကျောင်းအလှူကအကောင်းဆုံးလို့တူတူမျက်စုပြဟုတ်ဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရားတရဏံကိစ္စမိဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ် တရဏဂုံဆောက်တည်ရစတကယ်အနှံလိုက်တာနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဖះဆုံးမတိုင်းနေပါမယ်တရားအတိုင်းကျင့်ပါမယ်တန်ခါးလေးနဲ့ပတ်သက်ပြီးကုသကောင်းမှုလုပ်ပါမယ်ဆိုဖះတရားတန်ခါးနဲ့ပတ်သက်ပြီးအဲ့လိုအနှံလိုက်တယ်ကိုယ့်ဘဝကိုဆောက်လွတ်ပြီးတော့အနှံလိုက်တယ်အဲ့ဒီကုသကကြောင်းဆောက်ပြီးတော့ဝေကုံကြီးကြထားပြီးတော့ဆောက်လှတဲ့အလှတဲ့ပို့ပြီးတော့ကြီးမာတယ်ဘာကြောင့်ကြီးမာတော့ဆိုတော့ ကိုဘောကចောင်းလူတယ်ဆိုတာပြင်မကပစ္စည်းနဲ့အတုံးချပြီးလူတာငွေချေတနာဆိုတာအပြင်ကပစ္စည်းကိုကကိုဘောကိုအနှံ့လိုက်တယ်ဆိုတော့ကိုရဲ့ဘဝလို့ဆိုတဲ့တမိုးမဖြတ်နိုင်တဲ့အသက်ကိုအနှင်းပြီးတော့လှူဒါန်းတာဖြစ်သွားကြောင်းဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတော့တရဏဂုံဆောက်တည်ပြီးတဲ့နောက်မှာငါးပါးသီလလုံးထိမ့်သိမ့်လိုက်ဟောတာပို့မြတ်သွားတယ်ဒါဖြင့်ဒီတဲ့မြတ်တာရှိသေးလားဆိုတော့ရှိတယ် က်လွတ်မေတ္တာရိပ်တာလို့ဆိုတယ်ဒီမှာမေတ္တာပွားနေမေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံတိလဆောက်တည်ထားတာတဲ့မေတ္တာပွားတာမေတ္တာပွားတာတော့မအကြာကြီးမဟုတ်ဘူးခန္ဓောဟနမတ္တံပိမေတ္တာဘာဝေတိနတ်တာတရှုလို့သူတို့ဆိုတယ်ဒီစကလုံးကိုခန္ဓောဟနဆိုတာနတ်တာတရှုလက်ချောင်းလေးနှစ်ချောင်းနဲ့တဏ္ဍာတို့ဘာတို့ စံတကူတို့သွေးထားပြီးတော့လက်ချောင်းလေးနှစ်ချောင်းနဲ့ယူပြီးတော့နှခေါင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်တော့မှမရှိဘူးအဲ့ဒါကိုနန္ဒတရှူလို့ပြောတာနော်နန္ဒတရှူလေးလောက်ပဲမေတ္တာစိတ်ကိုဖြောင်းကြိုးစားကြည့်ပါအဲ့ဒီမေတ္တာပွားမှုဟာခုနကတရဏဂုံသီလချောင်းဆောက်ထားနေတဲ့ပို့ပြီးတော့တန်ဖိုးကြည့်ပါတယ်ဘာကြောင့်လို့ဆိုရင်မေတ္တာဘာဝနာပွားပြီးတော့ဆံရသွားမယ်ဆိုရင်ကဘာချီပြီးတော့အသက်ရှိတဲ့ပြမဖြစ်နိုင်တယ်လေ တက်တန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်တယ်ချမ်းသာဒုက္ခကိုကြာကြီးထိမ့်နိုင်ဒါနရူသီလရူဆိုတဲ့အရာကလူပြည့်လူချမ်းသာနတ်ပြည့်နတ်ချမ်းသာဒီလောက်ပဲပေးနိုင်ကဘာချီပြီးအသက်ရှင်နိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူးမေတ္တာဘာဝနာကဆန်းအဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှင်တဲ့ပြမအနေထားချမ်းသာဒုက္ခတရားပေးနိုင်တယ်ဆိုသူရဲ့စွမ်းအားပို့ပြီးတော့ချီမာတယ် ဖြင့်မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာအကောင်းဆုံးဖြစ်ပြီလားဆိုဖြစ်သေးဘူးသူတဲ့ကောင်းတာပါတော့ဆိုဣစ္ဆရသင်္ကတမတ္တံပိအနိစ္စတင်ညာဘာဝေတိလက်ဖြစ်တည်းအချိန်လေးပဲဖြစ်စေကုခဏကိုစူးစမ်းပြီးတော့အော်ဘေးရမမမြဲပါလားဆိုတဲ့ဝိပဿနာတရားကိုချုပ်ဆက်အထောက်မမြဲဘူးဆိုတာကိုဆင်ញင်သုံးသပ်နိုင်ခြင်းဟာဝိပဿနာဉာဏ်ကိုဖြစ်အောင် အဲ့ဒီဝိပဿနာဉာဏ်ကြတော့လှုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ်လို့ခေါ်တယ်။ထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။လှုပ်လို့ရတဲ့ကုသိုလ်တွေမှာထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။မဲ့ကုသိုလ်ဆိုတာလှုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူး။ဝိပဿနာကုသိုလ်လှုပ်ပြီးမျက်မှောက်ပြုရတဲ့ကုသိုလ်မျိုးသာဖြစ်တယ်။ကုသိုလ်ဆိုတာမဲ့ကုသိုလ်မှာလမ်းဆုံးတယ်။သို့တော့မဲ့ကုသိုလ်သည်လှုပ်လို့ရတဲ့ကုသိုလ်မျိုးမဟုတ်ဘူး။အားထုတ်ရမဲ့ကုသိုလ်သည်ဝိပဿနာကုသိုလ်အမြင့်ဆုံးပဲဖြစ်တယ်။